ကိုဘေးနားမှာရှိတုံးတံမိုးထားပါမိဆွေရဲ့လက်တွဲဖော်နဲ့အတူတူဆက်ဆံနေစဉ်စိတ်မပါတော့တာတွေဖြစ်တတ်ပါသလားဒါဆိုရင်ဒီဗီဒီယိုကမိဆွေအတွက်ကြည့်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ထို့အချိန်မှာဘာကြောင့်စိတ်မပါပြီးညီလေးကပြောသွားရတာလဲဆိုတာအကြောင်းရင်းများစွာရှိတဲ့အထဲမှာဖြစ်လေဖြစ်တာရှိတော့အကြောင်းအရာ၃ချက်ကိုပြောပြပါမယ် နံပါတ်၄မိတ်ဆွေရဲ့ခန္ဓာကိုယ်ကပင်ပန်းနေလို့ပါဘယ်ချိန်တွေလဲဆိုရင်အရေးပြချိန်တွေနဲ့အရက်များပြတောက်ထားတဲ့အချိန်မှာဖြစ်တတ်ပါတယ်။နံပါတ်၄စိတ်ဖြစ်စီပြီးပူပန်နေတာကြောင့်ပါဘလို့ရတွေလဲဆိုရင်အလုတ်စင်မပြေတာငွေကြေးအစင်မပြေတာတွေဖြစ်တတ်ပြီးတော့အတူတူဆက်ဆံနေစဉ်ဗိုက်စာလာတာနဲ့ဝမ်းဗိုက်ကပူလာတာမျိုးဖြစ်ပြီးမာကျုံးမှုအာရော့လာကစိတ်မပါတာမျိုးဖြစ်တတ်ပါတယ်။နံပါတ်၃တခြားစိတ်ဝင်စားမှုရှိလာတာ အပြင်မှာမြင်နေရတဲ့မိန်းကလေးတွေရဲ့ခန္ဓာကိုယ်အလှတွေနဲ့ရုပ်ရည်အလှတွေကိုမိမိလက်တွဲဖော်နဲ့ရှင်ကြည့်မိတာတွေကြောင့်ဖြစ်တာပါဒီလိုဆိုရင်သူနဲ့စကားပြောပါအရင်တုန်းကအเจ้าတွေပြောပေးပြီးစိတ်ကိုပြန်လဲနိုးစောပါလက်တွဲဖော်ကိုဘာလေးဝရင်ပိုလာတယ်မိမိကိုစိတ်နိုးကြွစေနိုင်ကြောင်းတွေပြောပြီးမိမိစိတ်ပြန်ပါလာအောင်လုပ်နိုင်ပါတယ်တခြားမိန်းကလေးကအရန်လာတာမျိုးတွေမပြောမိပါစေနဲ့မိမိတို့ဆက်ဆံရေးကိုအเจ้าထင်စေပါတယ် အကောင်းဆုံးအခြေအနေကတော့မိတ်ဆွေကိုယ်တိုင်အကောင်းဆုံးဖြစ်အောင်နေတိုင်းမှာလေ့ကျင့်ခန်းလေးတွေလုပ်ပါအရက်နဲ့ဆစ်လိတ်ကိုမဖြတ်နိုင်ရင်တောင်ရှော့တော့ပါဒီလိုဗဟုသုတရှိတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့တဘာဝကနေတင်ပေးနေတော့ကြောင့် follow လုပ်ထားကြပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်